မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်း channel မှာတရေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ကြီးမျိုးတောင်စုရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းမိကလက်နက်ခဲယံများတင်စီရရှိတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းကြောက်ကြီးမျိုးတောင်စုရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုင်းမှုစစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းမိကလက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်း ဖဲဂွန်ဂါရီလာဖို့စ်အဖွဲ့ကပြောဆိုပါရယ်မေလ19ရက်နေ့တွင်ကြောက်ကြီးမြို့နီတောင်စုတေးရွာအတွင်သို့စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးကိုလည်းအရှင်ဖမ်းမိကလက်နက်ခဲယံများနဲ့တိစီရရှိခဲ့ကြောင်းသိရှိရပါရယ်အဆိုပါတိုက်ခိုက်မှုကို Falcon စွန်ရဲတပ်ဖွဲ့ KLNA တရင်ရှိတရင်ကို PDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်များကလက်ရှိချိန်ထိတောင်စုကျေးရွာကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်စစ်တပ်တောက်ကန်သည့်လူငယ်များထည့်သွင်းပြီးစုံစမ်းထောက်လှမ်းခြင်း တိခွေကျင်းရလှုပ်ဆောင်နေရေတော်လန်ရေးတက်ဖွဲ့များလုံခြုံရေးအသိရှိကြရန် MDY PDF တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီက PDF တက်ဖွဲ့အတွင်းစစ်တပ်ထောက်ခံသည့်လူငယ်များထဲတွင်ကစုံစမ်းထောက်လန်းခြင်းတိခွေကျင်းရလှုပ်ဆောင်နေရေတော်လန်ရေးတက်ဖွဲ့များလုံခြုံရေးအသိတရမပေါ့ဆကြရန်တိုက်တွန်းလိုကြောင်းပြည်သူ့ကော်မတီတက်မတော်မန္တလေး၏ပြောရေးဆိုခွင့်ရှိသူကိုအောင်ဆမွန်ကတရင်ဌာနသို့ပြောပါတယ် နိုင်ငံရေးအဝန်စနစ်နာများတွင်စစ်ချုပ်အခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်အချမ်းပတ်စစ်ကောင်စီဒေါ်လန်ရေးတပ်ဖွဲ့များအတွင်ဒလန်တရှိုးများစိတ်ဝင်စီကတရင်အချက်လက်ရယူသည့်ထောက်လန်းရေးလုပ်ငန်းများကိုလုတ်ကန်ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်စစ်ကောင်စီသည်၎င်းတို့ထောက်ခံသည့်အရက်သားများကိုတော်လှန်ရေးတပ်ဖွဲ့များသို့အသွင်ယူဝင်ရောက်စေကာတည်နေရများရယူခြင်းအချင်းချင်းကြောက်သွေးကွဲစီရန်အခြေအနေများဖန်တီးခြင်းနှင့်တပ်ဖွဲ့ကိုစွန့်ခွာစီရန်ဆွဲဆောင်စီယုံခြင်းစသည့်လုပ်ငန်းများကိုစနစ်တကျလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရပါသည်ကျွန်တော်တို့ရဲ့ မိတ်ဆက်တော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်တွန်းကျင်တာကအခု MDY PDF ကိုထောက်လန်းစုံစမ်းတဲ့ပုံစံမျိုးအခြားသောအဖွဲ့အစည်းတွေမှလည်းစစ်ကောင်စီဘက်ကလှုပ်ဆောင်နေတာမျိုးရှိနိုင်တယ်။လုံခြုံရေးအသည့်လုံခြုံရေးတတိမပေါ်စားဘူးနဲ့တကယ်လို့ရှိခဲ့ရင်ဆိုရင်လုံခြုံရေးအစီအမံတွေကိုအမြန်ဆုံးချမှတ်နိုင်ဖို့ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒီဖြစ်စဉ်ကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဤပြောရေးဆိုခွင့်ရှိသူကိုအောင်စမုံကတရင်ဌာနသို့ပြောကြားပါတယ်။ စစ်ကောင်စီကတော်လှန်ရေးအဖွဲ့အစည်းအသီးအတွင်းသို့ကုံစံမျိုးစုံ၊နီမျိုးစုံ၊အကြောင်းညာမျိုးစုံဖြင့်၎င်းတို့၏အတွင်းသို့ဒလန်တရှုံများဆေလွတ်ထားနိုင်သည်ကိုတော်လှန်ရေးအင်အားစုများအနေဖြင့်အထူးအလေးပေးတည်မှုတင်ကြောင်းပြည်သူ့စစ်မှုထမ်းဥပဒေအာဓမ္မပြဋ္ဌာန်းပြီးနောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသို့စစ်ကောင်စီမှရည်ရွယ်ချက်ရှိရှိဆေလွတ်ထားသောဒလန်တရှုံများသည်ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာကြအသက်ရွယ်အပိုင်းခြားအဖြစ်အသက်20ဝန်းကျင်ရှိသောလူငယ်များဖြစ်ကြပြီးအမျိုးသားရောအမျိုးသမီးများပါဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် စစ်တပ်ကဆီလွတ်ထားသူများသည့်စူးစမ်းရေးကာလတွင်အခြားသောလူငယ်များနဲ့ရင်းနှီးမှုရရှိစေကာစနစ်တကျစူးစမ်းအားထုတ်ခဲ့ပြီးအငြင်းအေးများ၊၄ရက်လိပ်စာများနဲ့ဖုန်းနံပါတ်များကိုတောင်းယူစူးစမ်းခဲ့သည်ကိုတွေ့ရှိရကြောင်းထို့ပြင်တင်နန်းကာလတလျှောက်တွင်လည်းတပ်ဖွဲ့မှစွန့်ခွာစေမီအတွေ့အခေါ်များကိုတင်နန်းသားအချင်းချင်းကြားရည်ရွယ်ချက်ရှိရှိဖြန့်ဝေလေရှိကြောင်းသိရပါသည်ထို့ပြင်တပ်ဖွဲ့နှင့်သက်ဆိုင်သည့်တရင်အချက်လက်များကိုတန်နိုင်သည့်ပုံစံမျိုးစုံဖြင့်ရယူစုဆောင်ကနောက်ဆုံးတွင်တပ်ပြေးအထက်တပ်ဖွဲ့မှစွန့်ခွာသွားလိမ့်ရှိကြောင်း ကပ်ပြေးပြီးနောက်ပိုင်းတွင်လည်းပုံစံမျိုးစုံဖြင့်အခြားသောတပ်ဖွဲ့ဝင်လူငယ်များကိုပါသွေးဆောင်ဖျားယောင်းကာတပ်ပြေးမှုဖြစ်စေရန်လှုံ့ဆော်ခြင်းနှင့်တပ်ပြေးရတွင်လမ်းကြောင်းအကူအညီများရှာဖွေပေးခြင်းတို့ကိုပါစနစ်တကျလှုံ့ဆော်နေသည်ကိုတွေ့ရှိရပါသည်စစ်ကောင်စီသည်ထိုဒလန်တရှိုလူငယ်များကိုစနစ်တကျနှေးကျင်ပေးထားပြီးတော်လိုင်းရေးတပ်ဖွဲ့များသို့စေလုတ်ကသတင်းအချက်လက်ရယူခြင်းနှင့်တော်လိုင်းရေးအင်အားစုများအကြားစီလုံးမှုပြုတ်ကွဲစေမည်လုပ်ငန်းများကိုလှုံ့ဆော်စေခြင်းဖြင့် စီအတရားမှုများရရှိရန်ကြိုးပမ်းလာသည်ကိုတွေ့ရှိရကြောင်းထိုလုပ်ငန်းစဉ်များကိုစစ်ကောင်စီတပ်ဖွဲ့မှအရာရှိတအုပ်မှကြိုးကင်ကြီးချက်ကအနီးကပ်လမ်းညွှန်မှုများပေးနေသည်ကိုတွေ့ရှိရပြီးစစ်စင်ရေးတစ်ခုအတွင်စနစ်တကျဒီဇိုင်းမမတ်လှုပ်ဆောင်နေသည်ကိုတွေ့ရှိရသည်ဟုပြောဆိုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်ထိုသို့စစ်ကောင်စီအသွင်ယူထောက်လန်းခြင်းကိုခံခဲ့ရတော့လဲအချိန်မီတရှိခဲ့သည့်အတွက်တံပြန်ထောက်လန်းရေးလုပ်ငန်းများလှုပ်ဆောင်ကထိုရန်နေရလေပတ်ပုံများကိုစနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီးဖော်ထုတ်တွေ့ရှိထားသောစစ်ကောင်စီ၏အသွင်ယူထောက်လန်းမှုရန်နေရပုံစံကိုအခြားသောတော်လန်းရေးတပ်ဖွဲ့များနမူနာယူ၍လုံခြုံရေးအစီအမံများချမှတ်နိုင်စေရန်ထုတ်ပြန်ကြေညာခဲ့ပါသည် အခုထုတ်ပြန်ချက်မှာပုံနေတော့ဖော်ပြထားတဲ့သူတွေဟာစစ်ကောင်စီဘက်ကနေပြီးတော့တရင်အချက်လက်နှိုက်ယူဖို့ဆိုပြီးတော့တွတ်လိုက်တဲ့ဒလန်တွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးတော့စစ်ကောင်စီထံအလင်းဝင်သွားတဲ့သူတွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးတော့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ထောက်လန်းရေးရန်တွေမှာပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်ပါတယ် အချို့သောသူတွေကတော့စစ်ကောင်စီဘက်ကအာရမဖီအားပေးမှုကြောင့်မလွဲတာမရှောင်တာတရင်နိုင်နေရတဲ့လုပ်ငန်းစဉ်တွေပဝင်ပတ်သက်နေကြရသူတွေဖြစ်နိုင်ပေမယ့်ဒီထုတ်ပြန်ချက်မှာပါထားတဲ့သူအများစုကတော့လိုလိုလားလားကိုပူပေါင်းပြီးတော့စစ်ကောင်စီနဲ့ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်ဟုကိတုကောက်ွယ်ရေးတက်မတော့မန္တလေးဤပြောရေးဆိုခွင့်ရှိသူကိုအောင်စမုံကတရင်ဌာနသို့ပြောဆိုပါတယ် စစ်ကောင်စီ ထောက်လန်းရေးရန်ရာတွင်အ धिक နေရာမှပါဝင်ခဲ့သူများမှာရဲသွေးခဘလက်ခါချီရအောင်ကျော်စင်ထက်ခဘာစုံပန်းအီပြူခဟယ်ရီကျော်နေမြန်တို့ခယူကီပိုင်အာကာဦးခပိုင်ပိုင်ကျဲစင်လင်းခဂျူးလေးကျော်ပြီအောင်ခစစ်စတန်တို့ဖြစ်ကြောင်းသိရပါတယ် ်ထို့သောစုံစမ်းဖော်ထုတ်မှုအတွင်အချို့သူများသည်စစ်ကောင်စီ၏တပ်ပြေးရန်လိမ်လည်လှည့်ပြစီယုံမှုကိုရုံမှတ်ကတပ်ပြေးမှုကျူးလွန်စဉ်ဖမ်းဆီးခံရပြီးအတင်းအကျပ်ဖိအားပေးခံရမှုကြောင့်ဟန်လွဲတာမရှောင်းသာလောက်ကင်ဆောင်ရွက်နေရသူများရှိနိုင်တော်လဲအချို့သောသူများသည်စစ်ကောင်စီနှင့်လိုလိုလာလာပူးပေါင်းဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည် ဒီလူတွေကိုဖမ်းဆီးနိုင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားဖို့ရှိပါတယ်။မိဖတ်တော်လန်ရေးအဖွဲ့တွေရဲ့အကူအညီကိုယူပြီးတော့ဖမ်းဆီးနိုင်ရေးလှုပ်ဆောင်သွားဖို့ရှိပါတယ်။လက်ရှိအချိန်မှာတော့စစ်ကောင်စီရဲ့ထောက်လန်ရေးရန်ရာတဲကအစိတ်အပိုင်းတချို့ကိုဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ဒါကတော့အချိန်တစ်ခုရောက်ရင်ထပ်ပြီးတော့ချပြသွားဖို့ရှိပါတယ်ဟုကိတုကောက်ဝဲရေးတက်မတော့မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအောင်ဆမွန်ကပြောကြားပါတယ်။တက်ပြီးရဲပေါ်များမှတက်စဉ်တပ်ဖွဲ့ဝင်များထံဆက်သွဲပြီးပစ္စည်းပို့မည်ဟုဆိုကာ ကင်နီးယားများကိုထောက်လန်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်အမျိုးသမီးများ၏အကောင့်အတူညာဖန်တီးကဆက်သွယ်ချိတ်ဆက်၍တရင်အချက်လက်များထောက်လန်းခြင်းတပ်ပြေးရဲဘော်များအနေဖြင့်တပ်ဖွဲ့ဝင်များထံလာရောက်လည်ပတ်မည်ဟုလိမ့်လင်းလေပြားကကင်နီးယားများထောက်လန်းစုံစမ်းခြင်းစေကူတာမှုခံယူနေသောတပ်ဖွဲ့ဝင်များအားလူနာမေးရန်သို့မဟုတ်တပ်ဖွဲ့ဝင်များ၏မိတ်ဆွေအပေါင်းအသင်းဟန်ဆောင်၍ ်ငယ်လှည့်ပြားကစေယုံဒီနေရများတက်တီတက်လုံများထောက်လန်းစုံစမ်းခြင်းတက်ဖွဲ့ဝင်များကိုသမီးကြီးစားပုံစံမျိုးချင်းကပ်ကတတိအချက်လက်များရယူထောက်လန်းခြင်းတို့ကဂရင်းနှာယူလေးရှိကြောင်းသိရပါတယ်။ထို့ပြင်တရင်အစ်စ်ဖွဲ့စည်းထားသည့်ဟုလည်းလေကတက်ပြောင်းရွှေ့ရန်စီလုံးလုံးစော်၍ထောင်ချောက်စင်ဖက်စီခြင်းကြောက်ဆယ်ခရိုင် KS2 PDF ကြောက်ဆယ်ခရိုင်တရင်နှင့်အမီအားအလွဲသုံးစားပြု၍တက်ပြောင်းရွှေ့ရန်စီယုံကထောင်ချောက်စင်ဖက်စီလျက်ရှိကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးအုတ်ဖို့ထန်းပင်ကုန်းရွာတွင်တက်ဆွဲထားသောစစ်တပ်၏ဘိုးယုံစုကိတ်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်ကောင်စီတပ်သားရှိဦးတည်ဆုံးပြီးစကမ်းတစ်ခုလုံးကိုမီးရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်ဖို့မြို့နယ်ထန်းပင်ကုန်းရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်၏ဘိုးယုံစုကိတ်ကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သားရှိဦးတည်ဆုံးပြီးစကမ်းတစ်ခုလုံးကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းတာယောရီခရိုင်တရင်3800တက်ခွဲလီညီရောက်ပျောက်ကြားတပ်ဖွဲ့အုတ်ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ မီလာ25ရက်နေ့နနက်6:00နာရီခန့်တွင်အုပ်ဖို့မြို့နယ်အပိုင်းဘကိုးရိုးမှအစမ်းထမ်းမင်ကုန်းကြေးရွာ ဘိုးယုံစုကိတ်စခန်းတွင်အင်အား30ကျော်ဖြင့်အထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတာယော်ရီခရိုင်တရင်3800နဲ့တက်ခွဲလီမြောက်ပြောက်ကြားတပ်ဖွဲ့မှတွန်လန်ရေးရဲဘော်များကဝေယောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရင်တိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်၃နာရီကျော်ကြာအပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်နက်၉နာရီ30မိနစ်ခန့်တွင်ခမာယ၆တိမ်မြုပ်တပ်မှစစ်ကောင်စီတပ်သားများကစခန်းလက်မလွတ်ရရေးအတွက်လက်နက်ကြီးများပစ်ကူပေးလိုက်၍တော်လန်ရေးရဲဘော်များအနေငယ်နောက်ဆုတ်ပစ်လိုက်ရကြောင်းသိရပါသည် ညနေ9:00နာရီခန့်တွင်အကြမ်းဖက်စစ်တပ်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့ရာလက်နက်ကြီးလက်နက်ငယ်များဖြင့်တနာရီ30မိနစ်ခန့်ကြာအပြန်လန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအထင်အရှားစစ်ကောင်စီတပ်သားမတအလောင်း၈လောင်းကိုတည်ယူ၍စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရပါသည်အကြံပစစ်ကောင်စီတပ်သားများစကန်းဆုံးခွာထွက်ပြေးသွားပြီးနောက်ထွန်လန်ရဲရဲပေါ်များနေနေရှင်းလင်းရေးပြုလုပ်စဉ်စကန်းအတွင်းမှာ60မမအသီး7လုံးလက်ပြုံသီး9လုံး9.56ကြီ300တောင်းအီနာဂါပုတ်ကြီး9တောင်း တူမီတလက်စက်နဲ့အိတ်စားစီတပုံဖနက်နှရံ equipment ၃ခုဘောင်းမီနဲ့တဲ့အုတ်ထုပ်၃လုံးကိုတင်စီရရှိကာစကန်တစ်ခုလုံးကိုမီရှို့ရှင်းနေနိုင်ခဲ့ကြောင်းသိရပါတယ်ဖိုးယုံဂိတ်ကိုမနေ့ကတနေ့ကုန်ပိတ်ဆို့တိုက်ခိုက်မှုအတွင်စစ်ခွေးမသားရှစ်ကောင်တည်တယ်။ညနေ6နာရီခွဲလောက်မှာစစ်ခွေးမသားရှစ်လောင်းကို တဲပြီးပြန်ဆုတ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းရေးလုပ်တယ်။အဲ့ဒီကိမ်းမှာတက်ဆွဲတဲ့စစ်ကွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေကျူးလွန်နေတာကြားပြီးအရင်ကလည်းကျွန်တော်တို့ဝင်တိုက်ဖူးတဲ့ဟူတာယောရီခရိုင်တပ်ရင်း3800နဲ့တက်ခွဲလေးမှာမြေပျောက်ကြားတက်ဖွဲ့အုပ်ဖို့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။